စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ရက်နေ့30ရက်နေ့တော်တွင်မှာရှင်ပြိုင်မှုမှာမြအောင်မြင်မယ်ဘဝတိုးတက်မယ်ခက်ခဲအားလုံးကျော်လွှားနိုင်တယ်ကောင်းသောအမြီကြော်ကြားခြင်းကိုရရှိမယ်ဘဝကံတလန်းပေါ်မယ်ဝေးကွာသူတွေနဲ့ပြန်လည် ဆုံစည်းနိုင်တယ်မယောင်းဆွေယောင်းတွေပြန်လည်စုစည်းနိုင်တယ်မြတ်တာဟောင်းများပြန်လည်ကောင်းခြင်းကံကြမ္မာဖြစ်ပေါ်နိုင်တယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။နှစ်ဆယ်နှစ်ကထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ လုံသမျှအောင်မြင်ခြင်းကိုကြောင်းမယ်23ရက်နေ့မှာစိတ်နှောင့်ချက်တွေများမယ်ရံများမယ်တိုက်ခတ်များမယ်အရှိတောင်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းသွားလာနေတဲ့ Thank you Sam 24ရက်နေ့ကစိတ်ချမ်းမြေ့စရာနဲ့တိုးတက်မှုတွေရှိမယ်စူပေါင်းတုံကန်ကြိုးပင်မယ်25ရက်နေ့မှာအရဝေးရနေကောင်းသတင်းကြုံမယ်အိမ်မဲမဲရင်တွင်းရင်ထင်ရင်မှန်တတ်တဲ့အိမ်တွေမှာထူးခြားတဲ့စွမ်းပေါ်နေတယ်26ရက်နေ့မှာ ဝေတိကံလတ်လာပကံထူးထူးခြားခြားကောင်းမယ်29ရက်နေ့ကအခက်ခဲအလုံးကိုကြောသွားပြီးဘဝတိုးတက်ပြီးအစစ်မြစ်နဲ့နေထိုင်ရောက်မယ်28ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်ဆုံးဖြတ်ချက်တွေမှန်မယ်29ရက်နေ့ကအခက်ခဲတွေကြောလာနိုင်တယ်အရဝေးနဲ့ဆက်ဆက်မှုတွေကြိုးပြီးတယ်အရှိရကုန်တည်သွားစင်နေရနေရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုးနိုင်တွင်သတိထားရမယ်သွားလာ30ရက်နေ့ကတော့ထူးခြားစွာကောင်းသောကံနဲ့တိုးတက်တဲ့နေ့ဖြစ်တယ် အဲ့ဒီကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေဖြစ်တဲ့ပဲဆန်စုပ်တစ်ခုကိုသေချာပြုပြင်ပြီးလူနဲ့ဆောင်လိုက်ပါထူကြတဲ့ကံတွေပေါ်ပေါက်ပြီးရပိုင်ခွင့်တွေပြန်ရလာမယ်30တရက်နေ့မှာအလုံးစုံကောင်းမယ်အပြိုင်ဆိုင်အလုံးကိုကြော်မယ်ဘဝလိုလားခြင်းနဲ့ကြီးမားချက်တွေကိုရှေ့ထိုးဆောင်ရနိုင်တယ်တနေ့လာနေ့စောင့်ကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနေ့ကတွင်နေ့ပုံထိုးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်၄ကိုကနနေ့ကျိုးပေးတယ် အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးပြီးလိုရာပြည့်စုံနိုင်တယ်22 23 24 25 26ရည်နေတွေကနှစ်သက်ရက်ကိုယူပြီးခေါင်းစည်းခေါင်းလျှော်ပြုပါထူးခြားသောမင်္ဂလာရှိပြီးအကြီးအကဲအဆင့်ကိုရောက်တဲ့ဖုံးကံကြီးမားသွားမယ်လို့ဆိုရိုးရှိတယ်လက်တွေ့သုံးချနိုင်တယ်ကောင်းချင်းကံကြမ္မာများရစေရန်အိမ်နီးပါးမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါဟာရဒါနပြုပေးပါကျေးဇူးတင်ပါတယ်